ခန်းလေးပုံရိပ်ရှင်စု1995 1999 Michael Japan ကိုလာလေခြင်း1994ခုနှစ် April လမှာတော့ကျမကရင်သားကင်ဆာအတွက်ခွဲစိတ်ကူတာမှုခံယူခဲ့ပါတယ်။ August လမှာတော့ကျမကကျမစိတ်ထဲကအောင်ဆန်းစုကြည်ဆိုတဲ့ဇာမတစ်ပုဒ်ရေးပြခဲ့ပါတယ်။စေယုံကိုနှစ်ပတ်တခါသွားပြနေခဲ့ရပြီးကင်ဆာပြန့်လာမလားရေလို့လေပူပန်နေခဲ့မိပါတယ်။ ကျမက Oxford ကိုသွားလဲပြီးခဲ့ရင်ပြန်ပြီးလန်းစန်းချင်လန်းစန်းလာမှာပါ။ဒါပေမဲ့စုမရှိတော့တဲ့ Oxford ဟာကျမအတွက်ဝေလွန်းတဲ့နေရာပါပဲ။ကျမတို့ဇနီးမောင်နှံလေးအခုနေခါငရေတွင်းနဲ့ရောက်တယ်လို့ခံစားနေရမယ် Michael ကိုတွေးပူမိတယ်လို့သူ့အတွက်စိတ်ချမ်းသာသွားစေမယ့်အချိန်လေးတစ်ခုဖန်တီးပေးခြင်းမိကြပါတယ်။ဒါနဲ့ပဲ Michael ကိုဂျပန်ကိုဖိတ်မယ်လို့ဆုံးဖြတ်ပြီးစတင်အကောင့်ထဲပို့ကြပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင် ကျမခင်မွန်ရဲ့မိတ်ဆွေဖြစ်တဲ့ယောမီဥရီသတင်းဌာနကစာရေးဆရာယာဆူဆူဇီကီကလည်းမိုက်ကယ်လာလို့ရအောင်ကူညီမယ်လို့ဆိုပါတယ်။မစ္စတာဆူဇီကီကအင်္ဂလိပ်လိုရောရုရှားလိုပါကျွမ်းကျင်သူမို့ဝါရှင်တန်မှာတုန်းကနိုဘယ်ဆုရသူတွေကိုအင်တာဗျူးဆိုရင်သူပဲလုပ်ခဲ့ပါတယ်။သူကမိုက်ကယ်ကိုအင်တာဗျူးလုပ်ဖို့မျှော်လင့်တယ်လို့ယောမီဥရီကလည်းမိုက်ကယ်အတွက်လေရင်ကကိုကုန်ကြခံပေးခဲ့ပါတယ်။ဆူဟာ နေရင်အကျယ်ကျုပ်ကျနေစဉ်တော့ကစုတွေအများကြီးကိုတခုပြီးတခုရခဲ့ပါတယ်1990ခုနှစ်အောက်တိုဘာလ12ရက်မှာနော်ဝေးကပေးတဲ့ Rofto လို့အခွင့်ရေးစု1992ခုနှစ်ဇူလိုင်လ10ရက်မှာ EU ပါလီမန်ကပေးတဲ့ Sakharov လို့အခွင့်ရေးစု1992ခုနှစ်အောက်တိုဘာလ14ရက်ကကြေညာတဲ့ Nobel ငြိမ်းချမ်းရေးဆုတွေပေါ့။ဆုအတွက်မိန့်ခွန်းတွေကို Michael ကပြင်ဆင်ရလေတိုင်း ဆူပေးဝဲတွေကိုတက်တိုင်းကလေးနှစ်ယောက်ကိုခေါ်သွားတတ်ပါတယ်။မိုက်ကယ်ဘောဝါကလည်းပညာရှင်အဖြစ်ကနေကမ္ဘာမီဒီယာရဲ့မိရအောင်ကိုရောက်သွားပြန်ခဲ့ပါပြီ။1995ခုနှစ်မှာတော့မိုက်ကယ်က Oxford ရဲ့ St Anthony College မှာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်နေပါပြီ။ Alexander ကတော့ Washington မှာရှိတဲ့ Georgetown တက္ကသိုလ်မှာတက်နေပြီး Kim တယောက်ပဲ Michael နဲ့အတူ Parktown အိမ်မှာနေပါတယ်။သူတို့အိမ်ရဲ့ပထမတန်းနဲ့ဒုတိယတန်းမှာတော့အိမ်ငှားတွေထားထားပါတယ်။ ကင်မကခေါမိုးထံမှနေပြီးဒက်ဒီမိုက်ကယ်အလုတ်ကတော့မနေ့တိုင်းကင်မကိုနှိုးရတာပါပဲအစပိုင်းတုန်းကတော့မိုက်ကယ်ကအပေါ်ကိုတက်လိုက်ဆင်းလိုက်လုပ်ပါသေးတယ်နောက်တော့သူကအင်တာကောမဲ့တက်ပြီးတော့နှိုးပါတော့တယ်ကင်မကတော့ဘလုံးနှိုးနှိုးတယ်မနှိုးတတ်ပါဘူးကင်မရဲ့ကြောင်းပည့်ရတရားသည်ဖြစ်တဲ့ February ရဲမှာမိုက်ကယ်ကဂျပန်ကိုအလဲလာခဲ့ပါတယ်မိုက်ကယ်ကကျမတို့အိမ်ထဲကိုရောက်တဲ့ဆိုရင်ပဲတက်ပြင်းချလိုက်ပြီးစာတော်ရရှိရေ ခမရတို့မှာကလေးမရှိတာကံကောင်းတာပဲလို့ပြောလိုက်ပါတယ်။သူကကျမခင်မွန်းတဲ့ရှင်းနှင်ငယ်ပေမဲ့သူ့ရဲ့ပင်မနေတဲ့မျက်နှာကိုကြည့်ရတာကျမခင်မွန်းတဲ့တောင်အသက်ကြီးနေသလားထင်ရပါရဲ့။ဒီအိမ်ကတော့လုံးဝကိုဘာစို့ဘာမှမပြောင်းဘူးနော်။အားလုံးကအရင်တိုင်းပါပဲလား။ကျွန်တော်စိတ်အေးချမ်းလိုက်တာနိုရီကိုအားကြရပြားလို့မိုက်ခဲကပြောပါလေ။ဘာလို့လဲမိုက်ခဲရဲ့ရှင်းအိမ်လဲစနစ်တကျပဲလေလို့ဆိုတော့အခုတော့မတူတော့ဘူးဗျာ။ ခင်မပစ္စည်းတွေကိုပြန်ကျဲထားပြီးပြန်လဲမစီဘူးသူအခန်းဆိုတောအုပ်ကြနေတာပဲပစ္စည်းတွေကကျမ်းပေါ်မှာပုံထားတာဒူးကောင်းလောက်အမြင်တောင်ရောက်နေပြီခင်မခြေတစ်ချောင်းချင်းစီမပြီးလမ်းလျှောက်မှရတာနှုတ်မဟုတ်ရင်သူအခန်းနဲ့ခြေတလန်းတောင်လမ်းလျှောက်လို့ရမှာမဟုတ်ဘူးကျွန်တော်ကသူအခန်းကိုရှင်းပြီးတော့လဲသူကစိတ်ဆိုးပြန်ရောလို့မိုက်ကယ်ကစိတ်လျှော့ပြီးပြောပြနေပါတယ်မိုက်ကယ်ကတတရရနေတတ်ပြီးကျမကအတန်အပြန်ကြိုက်တာကိုကင်ကတော့ ဒေဒီလိုနေရာစလုံးကျွန်တော်ကိုဒုက္ခပေးมาတယ်ပဲလို့ပြောပါတယ်။သူကတတ်တတ်ရဲ့ရဲ့နေဖို့အဆင်ပြေပုံမရပါဘူး။အဲ့ဒီအချိန်ကကျမခင်မောဟာရီယူကူတက်ကတော်မှာစတင်နေသေးပါ။သူ့ရဲ့တက်ကတော်ကကြောင်းအုပ်ကြီးနဲ့နေရှိဟောင်ကန်ကြည်စီတို့ကလည်းမိုက်ကယ်ကိုနွနွထွေထွေကြိုးဆိုပါတယ်။အော်တာနီစူးစမ်းလေးလာရေးပါတီမှာတော့အလင်အာရှကတိဘက်ဘာသာစာပေတချို့ကို မိုက်ကယ်တွေ့လိုက်ရပါတယ်။ဘာသာမပြောင်းရသေးတဲ့စာမှုတွေမှမိုက်ကယ်က ိုးဒီခန်းထဲမှာနှစ်နှစ်သုံးနှစ်လောက်ထိုင်ပြီးဒီစာမူတွေကိုလေ့လာရရင်ဘလောက်ပြောဖို့ကောင်းမှာပါလဲလို့တတတာပြောနေလေရဲ့တက္ကသိုလ်ကတာဝန်ရှိသူတွေကလည်းသူ့ကိုလှုပ်ပေးစီချင်ပါတယ်ဒါပေမဲ့ဒီကိစ္စကတိတ်မဖြစ်နိုင်ဘူးလေတကယ်တော့သူ့ဘဝမှာမုံတိုင်းနေထန်နေတဲ့အချိန်1994ခုနှစ်မှာပဲမိုက်ကယ်ဟာသူ့ဘဝမှာအရေးပါတဲ့စာအုပ်တို့ကိုရေးသားပြစီခဲ့ပါတယ်စာအုပ်က Raven Crown ဘူတန်ရှိဗုဒ္ဓဘာသာနိုင်ငံ၏မူလအစားလို့နာမည်ပေးထားပါတယ် အဲ့ဒီစာအုပ်အကြောင်းသူကရီယိုဂုကုတက္ကသိုလ်မှာလက်ပြတစ်ခုပို့ချဟောပြောပေးခဲ့ပါတယ်။တိဗက်ပညာရှင်တချို့မနုဿဗေဒပညာရှင်တွေဘုရားဘာသာလေ့လာနေသူတွေနဲ့တခြားပညာရှင်တွေအများကြီးသူ့လက်ချာကိုလာတက်ခဲ့ကြပါတယ်။ဒါအပြင်စုကိုဂျပန်ဘာသာစကားသင်ပေးခဲ့တဲ့မီချီကိုတေရာယီပေါနခနီရှိအိုကာယတာရိုဆန်နဲ့ယိုမီယူရီသတင်းဌာနကမစ္စတာဆူဇူကီတို့လည်းလာတက်ကြပါတယ်။ ဒီချိန်ဟာခဏလေးပြီမဲ့ပညာရှင်မိုက်ခက်အတွက်တော့အမောရီပြည်စည်းမဲ့အခိုက်အတန့်လေးဖြစ်ခဲ့တယ်လို့ကျမတို့ကမျှော်လင့်ခဲ့ပါတယ်။ယော်မီဦးရီသတင်းဌာနကမိုက်ကယ်ဂျပန်မှာရောက်နေကြအောင်သတင်းမလုပ်ခဲ့တာကိုလည်းကျမတို့ကကျေးဇူးတင်ခဲ့ပါတယ်။မိုက်ကယ်ဟာမီဒီယာတွေရဲ့မျက်စိအောက်မှာကလေးတွေနဲ့အလုံရှုံတွေကအဖေအဖြစ်ရောအင်ရှင်မအဖြစ်ရောပညာရှင်အဖြစ်ပါဆိုတော့မောရှာပါတယ် ဂျပန်ရောက်ခိုင်မှာတော့နေဆက်တူကကိစ္စတွေကနေခဏလေးဝေးနေရပြီးအမောဖြေနိုင်မယ်လို့မျှော်လင့်မိတာပေါ့ဂျပန်မှာလည်းအဲ့ဒီအချိန်က ကိုပန်းငလင်းကြီးပြီးခါစားလေးရှိသေးချိန်ပေါ့မိုက်ကယ်အင်ကိုနှစ်သမီးနှစ်ပါးရောက်လာခြင်းမိုက်ကယ်ပြန်သွားပြီးနေရဒီမှာတော့ကျမတို့ကအောက်စဖို့ဒ်ကိုသွားလဲပြီးခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့မိုက်ကယ်ကတက်လက်နေပြီးပြန်ငယ်သွားတယ်လို့လည်းဖြစ်နေပါတယ် ဒီ6လလောက်အချိန်တွင်းမှာဘာတွေဖြစ်သွားခဲ့လဲလို့ကျမတွေးမိတာပေါ့ကျမတို့ကမိုက်ကဆာကြည်ကန်းထဲမှာထိုင်လိုက်ရင်မယ်အောက်ထပ်မိဘစခန်းတွေကနေအမျိုးသမီးအတန်နေနဲ့အတူမိုက်ကအတန်အော်ကိုကြားလိုက်ရပါတယ်အိမ်ဝင်းထဲကပန်းကြံလေးထဲမှာတော့စပွဲတစ်လုံးနဲ့ကလထိုင်းနေရှိနေပြီမိုက်ကကစပွဲကိုပြင်ဆင်နေတာမို့ပန်းကြံထဲမှာပါတီလုပ်မယ်လို့သဘောပေါက်သွားပါတယ်ဒီမှာဘာတွေဖြစ်နေပါလဲကက်သလစ်ဘုန်းတော်ကြီးနှစ်ပါးကစပွဲပြီးမှနေရာယူလိုက်ကြပါတယ် တပားကဩစတြေးလျကဖြစ်ပြီးတပားကမြန်မာပြည်ကပါသိမကြခင်မှာပဲမြမကက်သလစ်သီလရှင်နှစ်ယောက်ကဝစ်ဆုံပြရင်ပွတ်တာကဟင်းပကံနေကင်ပြီးစပွဲစီကိုရှောင်လာကြပါတယ်။အထီးကျန်လာတဲ့ဒီအိမ်ထဲမှာချစ်စရာပန်းလေးနှစ်ပွင့်ပွင့်နေတယ်လို့မြင်လိုက်ရတာပါ။ဒီတော့မှပဲမိုက်ကယ်ပါလို့ပြန်လန်းဆန်းလာလဲဆိုတဲ့ဘဟီလီကိုကျမအပြေးညှိလိုက်နိုင်ပါတယ်။မြမစားစရာအုံနုခောက်ဆွဲကတိတ်ကိုအရသာရှိတာပါပဲ။ အချို့ဝဲဖြစ်ကျွေးတဲ့ strawberry သေးတွေကိုလည်း Michael နဲ့ Catholic ဘုန်းတော်ကြီးတွေတီလာရှင်တွေကမြေထဲပင်လဲခဲ့ဘုရားရှိခိုးကြောင်းဝင်းထဲကနေစုခုခဲ့ပါတဲ့။ Michael ကအဲ့ဒီလို strawberry ခူးရတာကိုသဘောရကြပြီးစိတ်လှုပ်ရှားနေသလား။ဒါဖြစ်တဲ့ Kim ကတော့အေးဆက်တိတ်ဆိတ်စွာနဲ့ပဲသူ့အဖေကိုငေးကြည့်နေပါတယ်။ဒါဖာနေရကိုကြည့်ရတာကိုကစိတ်ဝင်စားစရာပါပဲ။ Michael ကပြောပြတာကတော့ မြန်မာပြည်ကကက်သလစ်သီလရှင်နှစ်ယောက်အော့စဖို့ဒ်ကိုရောက်လာကြောင်းသူစတင်ကြားခဲ့ပါတည်းဒီလိုနဲ့သီလရှင်နေနေတဲ့ကွန်ဗန့်တောင်းကကြောင်းအကြီးကိုအဲ့ဒီသီလရှင်နှစ်ယောက်နဲ့တွေ့ပေးနိုင်ဖို့ပြောကြားခဲ့ပါတယ်နောက်တော့အဲ့ဒီသီလရှင်နှစ်ယောက်ကိုမနက်တိုင်းကွန်ဗန့်ကိုလွှတ်လိုက်ပြီးသီလရှင်တွေရဲ့တာဝန်တွေကိုထမ်းဆောင်ခွင့်ပြုမှာဖြစ်ကအင်္ဂလိပ်စာသင်ကြားကိုလည်းသူကပဲအကောင်ကြခံထားပြီးမယ်လို့ရှင်းပြခဲ့ပါတယ် သူတက်တောင်းဆိုချက်ကတော့အဲ့ဒီဒီလာရှင်နှစ်ယောက်ကိုကွန်ဗန့်မှာမနေစေပဲသူ့အိမ်မှာနေခွင့်ရအောင်ပါကွန်ဗန့်တောင်းကလည်းမိုက်ကယ်တောင်းဆိုမှုကိုလက်ခံပါတယ်မိုက်ကယ်တို့အိမ်မှာအဲ့ဒီအချိန်ကဒုတိယတက်ကအိမ်ငှားတွေလည်းမရှိချင်းဆိုတော့အဆင်ပြေသွားပါတယ်မိုက်ကယ်ကဒီလာရှင်တွေကိုအိမ်ခန်းကမတောင်းခဲ့ပေမယ့်အရေးကြီးဆုံးတောင်းဆိုမှုတစ်ခုကတော့မမစ်မီလီယောတောင်းခဲ့ပါတယ်အဲ့ဒါကတော့တနေ့မှတနက်စာကိုပူပူနွေးနွေးချက်ပြုတ်ပြင်ဆင်ပေးဖို့ပါပဲ။ ဟုတ်တယ်လေဒါမှသူ့အကြိုက်မြန်မာစာကိုညတိုင်းလွေးနိုင်မှာကိုကျမတို့လည်းမိုက်ခက်လောက်မြန်မာစာကိုကြိုက်တဲ့အင်္ဂလိပ်ကို မတွေ့ဘူးလို့ဆိုရမလားပါပဲညစာစားပြီးတော့အင်္ဂတ်တိတ်ဆိတ်သွားခဲ့ပါတယ်မိုက်ခက်ကကျမကိုသူ့နောက်ကို တိတ်ဆိတ်လိုက်ခဲ့ဖို့လက်ဟန်ပြပါတယ်ကျမတို့လည်းမြင်းကြီးတဲ့အေကန်းကနေမြေအောင်ချက်မိဖို့ကြောင့်စီဆင်းလာခဲ့ပါတယ်ခင်မတခါကကြောင်းကနေဆွယူလာဘူးတဲ့ဒံယာရီနဲ့တက်သားစဝဲပြီးမှတိတ်တိတ်ဆိတ်ပဲစားဖက်နေပါတယ် ကက်သလစ်တရားရှင်ကြီးမကတော့ပကံတွေကိုတိတ်ဆိတ်စေးနေလေရဲ့အဲ့ဒီလိုမြင်ကွင်းမျိုးကတာမန်မြင်ကွင်းမျိုးမဟုတ်လားကံကတရားရှင်ကြီးမကိုတိတ်အားကိုးနေပါပြီသူစာဖတ်တဲ့နေရာကနင်းနင်းမောင်းနေပြီမဲ့သူကနေရာမရွှေသေးပါဘူးသူ့မျက်ဝန်းတွေကလည်းဆူဆွတ်နေသလားပဲကျမတို့လည်းအဲကန်းကိုပြန်တက်လာခဲ့ကြပါတယ်နိုရီကိုကံကတိတ်ကိုတိတ်ဆိတ်နေတယ်ဒီလိုနေတာစုမရှိတော့တဲ့ကဆိုရင်တော့ဒီဒီချင်းမရှိသေးတာလို့မိုက်ကယ်ကပြောပါတယ် တကယ်တော့ကင်မျောမိုက်ကယ်ပါစုကိုတိတ်လွမ်းနေကြလာပါပြီသူတို့ဘဝကအထီးကျန်ဆန်လာပါတယ်နောက်နှစ်ညွေဦးဖြစ်တဲ့1996မတ်လမှာတော့ကျမတို့ဇနီးမောင်နှံဟာအောက်စဖို့ဒ်မှာတိုက်ခန်းတခန်းဝယ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်မိုက်ကယ်ကတော့အဲ့ဒီအဆုံးဖြတ်ကိုသဘောရကြကအေဂျင့်နဲ့မိတ်ဆက်ပေးတယ်လို့သူကန်းနဲ့လည်းအိမ်ကန်းတွေကိုလိုက်ပြပေးပါတယ်ကြီးသမားတိုက်ခန်းတော်တော်များများကိုသူကမကြိုက်ပေမဲ့ နောက်ဆုံးမှာတော့ Michael အိမ်နဲ့လမ်းလျှောက်ရင်တောင်ရတဲ့နေရာကတိုက်ခန်းတခန်းကိုတော့သဘောကျသွားပါတယ်။သုံးတက်တိုက်တတရဲ့ပထမတက်မှာရှိတဲ့တိုက်ခန်းမှာ Michael ကအဲ့ဒီအိမ်ရဲ့မြေညီတက်မှာနေခဲ့မှုတဲ့အမျိုးသမီးကြီးကိုသိပြီးသူ့စီလဲသွားလဲမှုပါတယ်။ Michael ကတော့ Victoria ခေတ်ပြည်သူကလည်းရဟန်အိမ်မျိုးဝယ်ဖို့အကြံပေးပါတယ်။နောက်ဆုံးတော့ Oxford ရောက်ပြီးတောင်းရဲ့အတွင်အကြီးဆုံးဈေးဝယ်ခြင်းအမှုကိုဆောင်ရွက်နိုင်ခဲ့ပါတော့တယ်။ ရရာသီပည့်ရဖြစ်တဲ့ဇူလိုင်အောက်ဂတ်မှာတော့ကျမတို့ဟာတိုက်ခန်းလေးကိုတက်တောင်တက်တာနေနိုင်မဲ့အိမ်လေးဖြစ်အောင်ပြင်နိုင်ခဲ့ကြပါလေ။ကတင်နဲ့တရက်စပစ္စည်းတွေကဝယ်ပြီးတာနဲ့ရောက်လာတာမြန်ပေမယ့်ပရိဘောဂတွေကတော့အဆင်သင့်မဖြစ်သေးပါဘူး။ဒီလိုနဲ့အိမ်ခန်းအလဲကောင်းမှာအယခင်ကိုခြားခင်းကကျမတို့ရဲ့ဒုက္ခသည်စတိုင်ဘဝကိုစတင်လိုက်ကြပါလေ။တိလရှင်ကြီးမကတော့ကျမတို့ရဲ့အဲ့ဒီစတိုင်ကိုသဘောကျပါတဲ့ ူတို့ကစာအုပ်ပုံစပွဲတူပေါ်မှာလက်ဖက်ရည်ပန်းကိုတင်းပြီးလက်ဖက်ရည်တောက်ရတာကိုပြောနေကြပါတယ်။သူတို့ရဲ့မြန်မာပြည်မှာနေခဲ့ပုံတွေနဲ့တူတာမို့ဒီလိုနေရတာကိုသဘောကျနေကြတာပါ။နောက်မြန်မာမိန်းကလေးတစ်ယောက်ကလည်းမြို့ပြင်ကိုကားမောက်ပို့ပေးပြီးဈေးဝယ်ထွက်နိုင်အောင် စီစဉ်ပေးပါတယ်။အိမ်ပြန်ရောက်တာနဲ့တီလာရှင်ညီမကထမင်းအိုးဘုံကိုဖွင့်ကထမင်းတွေစားကြတော့တာပါပဲ။ပြီးတော့မှစိတ်ချမ်းသာသွားတယ်လို့ねအခုတော့လူသစ်တစ်ယောက်လိုတောင်ခံစားတော့ရပြီလို့ပြောလိုက်ပါတယ်။ တကယ်တော့ကားမောင်းတဲ့မြမကောင်မလေးကကားထဲမှာတချင်းကိုခက်ကြဲကြဲဖွင့်ထားပြီးအရှင်ကိုလည်းမြင်ပြီးမောင်းပါတယ်။လမ်းမှာလည်းတွေ့သည်မခန့်နှင်းလေးကားတွေကိုကြော်တက်တယ်လို့ညံ့ညံ့မောင်းစမ်းပါလို့လည်းအော်လိုက်ပါသေးတယ်။ကားနောက်ခံကသီလရှင်ကြီးမကတော့တချင်လုံးရေနေကြကဒါမှမြမမင်းကလေးစစ်စစ်လို့ပြောနေကြပါတယ်။ကျမလည်းမြမမင်းကလေးတွေဟာတိတ်ပြင်းထန်တယ်လို့အကြောက်လန့်လည်းမရှိဘူးလို့တွေးမိကစုကိုလည်းသတိရသွားမိပါတယ်။ ကားမောင်းပို့ပေးသူကကားကိုဝယ်ထားတာမကြသေးသလိုကိုရင်မောင်းတာလည်းမကြသေးပါဘူး။ဒီတော့သီလရှင်ညီမတွေကအမဖြစ်သူကကြောက်နေသလိုဖြစ်ပေမဲ့တစ်ချိန်လုံးတော့ပြုံးနေခဲ့ပါတယ်။ကျမလည်းဒီအကြောင်းကိုစောစောကသာသိခဲ့ရင်ကားရှိကမှထိုင်ပြမမချင်ပါဘူး။ဒီတော့အိမ်ပြန်ရောက်တဲ့အခါထမင်းစားလိုက်ပြီးမှပဲသူတို့ပူပန်နေကြတာတွေတက်တာသွားသလိုပါညီမနှစ်ယောက်တိတ်ဆိတ်အေးချမ်းသွားကြပုံကိုမြင်ရတော့အာရှသူအာရှသားတွေအတွက်ထမင်းဟာဘိုက်အစာတက်တာစီုံသားမက စိတ်အစားလဲပြေစေတာကိုသတိထားလိုက်မိပါတယ်။တိတ်မကြခင်မှာပဲတန်ယုံကားတစီးကိုမိုက်ကယ်တို့အင်ရှင်နာမှာယက်ထားတာတွေ့ကြရပါတယ်။ညီမတွေက ကားနာကတ်သွားချိန်မှာတော့ကားကမောင်းပြေးသွားလေရဲ့။အဲဒီကားကမြမတန်ယုံကကားပါပဲ။နောက်ဆုံးမှာတော့ညီမနှစ်ယောက်ကိုမြမတန်ယုံကဆင့်ခေါ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ကျမတို့လည်းလန်ဒန်ကိုသွားစရာရှိရာကြောင့်သူတို့နဲ့အတူပဲဘတ်ကားစီးကလန်ဒန်ကိုထွက်ခဲ့ဖြစ်ပါတယ်။ ။ညီမနှစ်ယောက်ကတော့ဒလောက်မှန်းရခက်တဲ့အခြေအနေမျိုးမှာတော့ရရင်မောမောပါပဲ။ကျမကတော့သူတို့အခက်အခဲဖြစ်လာခဲ့ရင်အဆိုးဆုံးကိုပြင်ဆင်ထားရလားလို့တွေးပူနေမိလာပါ။သူတို့ကိုကြည့်ရတာကတော့ဘလိုပဲဖြစ်ဖြစ်လမ်းရှိုးကကောင်ဗန်တောင်ကိုပြန်မယ်လို့စိတ်ဆုံးဖြတ်ထားပုံပေါ့။လမ်းမှာသူတို့ကလမ်းရှိုးမှာရှိတဲ့သူတို့ကျောင်းကိုနေကခရစ်ယာန်သီလရှင်နဲ့ဘုန်းကြီးတွေအလဲလာတဲ့ကျောင်းနဲ့ညနေတကောင်မှရောက်လာတဲ့ဧည့်သည်တွေအတွက်မိမွေပြီးထမင်းချက်ကျွေးရကြောင်းတွေပြောပြကြပါဗျ။ ကျမလည်းသူတို့စီမှာ microwave မီးဖို့မသုံးနိုင်တာကိုသတိထားမိပြီးသူတို့ကိုကူညီခြင်းမိပါတယ်။နောက်တစ်ခါကဒီခီးပြီးသွားလို့သူတို့နဲ့မြမတန်ယုံတွေ့ဆုံခြင်းဟာသူတို့အတွက်ဒီမှာနေရတာနောက်ဆုံးဆိုရင်ကျမအနေနဲ့လည်းသူတို့ကိုနောက်ထပ်တွေ့ရတော့မှာမဟုတ်ဘူးလို့တွေးမိပြန်တာပါ။ဒါနဲ့ပဲသူတို့ကို microwave မီးဖို့တစ်ခုကိုလန်ဒန်ကနေဝယ်သွားဖို့ဆိုပြီးအလှငွေပေးပစ်ခဲ့ပါတယ်။ ျမကသူတို့ညီမကိုမြန်မာတန်ရုံကဘလို့ဆက်ဆံမယ်ဆိုတာမသိနိုင်တော့စိတ်ပူပြီးသူတို့ကိုမိုက်ခက်အိမ်မှာဘာလို့နေနေတာလဲလို့မေးတဲ့အခါဖြေဖို့သင်ပေးနေမိပါတယ်။ကျမကစိတ်ပူတော့ပြောမိပြောရရပြောနေတာမို့သူတို့ကရင်းနေပြီးဘာစကားမှပြန်မပြောပါဘူး။နောက်ပိုင်းမှာတော့ကျမသူတို့ညီမနဲ့ပြန်တွေ့ဖြစ်ပါတယ်။မြန်မာတန်ရုံကဘာပြောလဲလို့မေးတော့သူတို့ကရေပြီးပြန်ပြောပြတာကတော့အင်ကိုမြေမြေပြန်မှုပြောကြ အကြောင်းပြချက်ကအင်္ဂလမကြာကြာနေတဲ့မိန်းကလေးတွေကပြည့်တစားဖြစ်သွားတဲ့အကြောင်းလေးပြောပါတဲ့။သူတို့ညီမကတဟဟရေခဲ့ကြပါတယ်။ခရစ်ယာန်သီလရှင်တွေက အင်္ဂလမကြာကြာနေရင် ပြည့်တစားဖြစ်မယ်လို့ဆိုရလေ။မြန်မာတွေကတော့ဘလို့အခက်ခဲကိုပဲဖြစ်ဖြစ်ရေပစ်လိုက်တာပဲ။သူတို့ညီမကကရင်တွေပါ။သူတို့ကပိုးလို့တောင်မမှုသူတွေနဲ့တူပါရဲ့။စစ်အစိုးရလက်အောက်မှာစိတ်ဆင်းရဲခံရတာကျင်သားရနေကြလို့လားမသိပါဘူး။ မြန်မာတွေကတော့ခန်းစားချက်တွေကိုရဲပစ်လိုက်ပြီးအဝေးကိုမောင်းနှင်ပစ်လိုက်ကြတာပါပဲသူတို့ညီမလည်းမြန်မာပြည်ပြန်ဖို့ဆုံးဖြတ်လိုက်ခါအင်းအပြန်လက်ဆောင်တွေ လိုက်ဝဲကြပါတယ်သူတို့ကနေကအရာရှိကြီးအတွက်လက်ဆောင်ဝယ်မယ်ဆိုတော့မိုက်ကယ်ကလက်ပေးတာမကောင်းဘူးလို့ပြောလိုက်ရဲ့အမဖြစ်သူကလက်မခံပါဘူးသူကကျမကိုတိုင်တယ်ပြီးပြောလိုက်ပါတယ်နိုရီကိုရင်အန်ကာမိုက်ကယ်ကဘာမှနားမလဲဘူးနော်ကျမတို့ကလက်မထိုးရင်အဲ့ဒီလူကကျမတို့ရဲ့ကွန်ဗန့်ကိုပိတ်ပြင်မှာ သူတို့မှာလောက်ပိုင်ခွင့်ရှိရှိမရှိရှိသူတို့ကကျမတို့ရဲ့မြေကို ရောအကြောင်းကိုပါရောင်းပစ်လိုက်လို့ရနေတယ်။အဲ့ဒီလူသားလောက်ရင်ကျမတို့တီလန့်ရှင်တွေရောမိဘမယ်ကလေးတွေပါနေစရာပျောက်ပြီးလမ်းပေါ်ရောက်သွားမှလေ။အဲ့ဒီလိုအဖြစ်ခံလို့မှမဖြစ်တာလို့သူကအရှိကြီးရှင်းပြနေပါတယ်။တီလာရှင်ဝတ်စုံနဲ့လက်မကတ်တိုင်းသာကိုပိုင်ပစ္စည်းရဲ့လူရှိတဲ့တီလာရှင်တွေကစီကလက်လာပေါကိုမျော်ဖို့တဲ့အရာရှိဆိုတာဘလို့ပုတ်တိုးနေတဲ့လူမျိုးများပါလေလို့ကျမကစဉ်းစားနေမိပါတယ် မြန်မာပြည်မှာလက်ပေးလက်ယူပပြအောင်ကျမတို့ဘယ်လိုလုပ်ပေးနိုင်မှာပါလဲအာရှနိုင်ငံတွေမှာလက်ပေးလက်ယူစနစ်ပပြအောင်လုပ်ဖို့ခက်မဲဆိုတာသိကြပေမဲ့ဒီမြန်မာနိုင်ငံမှာတော့စုနဲ့သူ့ပါတီကလက်ပေးလက်ယူပပြအောင်ကြိုးစားနိုင်မယ်ထင်ပါရဲ့မိုက်ကယ်လိုအိမ်ဟောင်းကနေတိုက်ခန်းသူပြောင်းခြင်းတိလရှင်ကြီးအမမြမပြည်ပြန်သွားပြီးတဲ့နောက်မိုက်ကယ်ကစုနဲ့ပတ်သက်ပြီးအမတ်ပြရစရာတွေများတဲ့ဘတ်တောင်းအင်ကိုရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ကတုံးတက်သားဆိုရဲခမိုးတဲ့နဲ့မြေအောက်ပါပါတော့ငါးတက်ဖြစ်နေကအပေါ်တက်ဆင်းလောက်ရတာကိုညင်းငွေနေပြီးမှုရောင်းကျင်တာလို့မိုက်ကယ်ကရှင်းပြပါတယ်တကယ်လေကင်နဲ့မိုက်ကယ်နှစ်ယောက်တဲ့အတွက်ငါးတက်ပါတဲ့အိမ်ဟာတိတ်ကြီးနေတာအမှန်ပါပဲမိုက်ကယ်ကမြင်ကြီးတဲ့မှာနေပြီးကင်ကခမိုးတဲ့မှာမို့တအိမ်နဲ့နေပြီးတော့တောင်းလေကိုတယောက်တမျိုးစီရှူနေရတာမဟုတ်လားဘဝအပြောင်းလဲကလည်းတိတ်တန်မိုးကြီးတယ်လေမိုက်ကယ်ဟာတနေ့လုံးလူလူစာသင်ရစာဖတ်ရ ကလေးတွေကိုစောင့်ရှောက်ရနဲ့မောခဲ့ရှာတာပါခုတော့အလက်ဇန်ဒားကအမေရိကကိုကျောင်းသွားတက်ပြီးမှဂမ်တယောက်ပဲသူ့နားမှာရှိတယ်လေဂမ်ကသူ့ကိုကူလုတ်ပေးနေကြပါပဲလီးတာချွတ်တာကျွန်တော်အလုပ်ပါလို့ဂမ်ကမိဖို့ထဲမှာပြောနေကြပါသူလည်းမကြခင်ကောလိပ်သွားတော့မှာကိုမိုက်ကအနေနဲ့တယောက်တည်းအလွမ်းနေတဲ့အတူဒီအမှတ်ရစရာတွေများတဲ့အိမ်မှာမနေချင်ဘူးထင်ပါရဲ့မိုက်ကလွမ်းနိုင်သေးတယ်နောက်တစ်ခုကတော့တီလာရှင်ညီမတွေရဲ့ရဲတန်းတွေပါပဲ သူတို့နဲ့အတူနေခဲ့တဲ့ကာလတွေမှာမိုက်ကယ်ဟာမိသားစုဘဝကိုတည်ရနေခဲ့ပုံမှာသူတို့ကခဏလေးလာနေသွားပေမဲ့မိုက်ကယ်တို့သားအဖကတိတ်ကိုစိတ်ချမ်းသာခဲ့ရပါတယ်။ဒါပေမဲ့သူ့ကြောင့်လို့ဆိုနိုင်မယ့်အကြောင်းကြောင့်ပဲဒီညီမကိုကူညီရမရောက်ခဲ့ဖြစ်သွားရတဲ့အတွေ့အကြုံကလည်းသူ့အတွက်စိတ်မချမ်းသာစရာဖြစ်လာခဲ့ပါတယ်။တကယ်တော့ငငယ်လေးကလေးကတိလရှင်ဖြစ်လာခဲ့တဲ့အငယ်မလေးဟာအသက်သား20ဆိုပေမဲ့တကယ်ကိုသူတော်စင်လေးလို့ဖြူစင်ရှာပါတယ် ဒါပေမဲ့ကရင်တွေကိုစစ်တပ်ကအနိုင်ကျင့်လို့ရှိတာမို့သူနေရင်လည်းပြန်ရောက်သွားရော သူလည်းစစ်သားမိမှဖြစ်သွားရောလို့ကြားကြရတော့စိတ်မကောင်းဖြစ်ကြရပါလေ။အကြီးမလေးကတော့လာရှိုးကကွန်ဘက်မှာပဲစက်နေခွင့်ရရှာပါတည်းတကယ်တော့အငယ်မလေးကိုဂိမ်းဟာအမရင်တယောက်လိုတန်ရုံးစင်ရှိခဲ့တယ်လို့သူတို့ညီမနှစ်ယောက်ကလည်းမိုက်ကယ်ကို အဖေတယောက်လိုပြုစုကူညီခဲ့ကြပါလေ။သူတို့က အန်ကယ်မကေတာတကယ်နေမကောင်းဖြစ်ရင်နေဆက်ကိုဖြတ်ပြီးတော့ကိုလာပြုစုပါမယ်လို့နှုတ်ဆက်ခဲ့ကြဘူးပါတယ်။သူတို့အတွက်နေဆက်ကိုဖြတ်ကြော်ရဟာအဆန်းမဟုတ်ဘူးလေ။ဆုရဲ့မင်းကုန်းကိုနားထောင်ကြလို့ဆိုပြီးသူတို့တောကြော်တောင်ကြော်နဲ့ကြော်ခဲ့ဘူးပါတည်း။ဒါပေမဲ့မိုက်ကယ်နောက်ဆုံးအချိန်တွေမှာသူတို့အရောက်မလာနိုင်ခဲ့ကြတော့ပါဘူး။မိုက်ကယ်ကအကြီးကျယ်ရတာကိုမခံစားနိုင်ခြင်းလေ ကျမတို့ဇနီးမောင်နှင်ကတောင်ဒီညီမရဲ့ရေတံတွေပြတ်သွားတဲ့မိဖို့ကြောင့်၆ကက်ကက်ကိုမခံစားနိုင်ပဲကိုလေဒီလိုကြောင့်မဲမိုက်ကယ်ကအိမ်ပြောင်းမှုဆုံးဖြတ်လိုက်ပုံရပါတယ်ကျမတို့နှစ်ယောက်ကတော့မိုက်ကယ်ရဲ့တိုက်ခန်းအစ်တကကျမတို့တိုက်ခန်းနဲ့အဆောက်အဦ၅ခုစာပဲချားတာကြောင့်ဝမ်းသာခဲ့ရပြန်ပါတယ်နော်ရမ်ဥယျာဉ်လမ်းတစ်လျှောက်ကအိမ်တွေအားလုံးဟာဗီတိုရီယာခေတ်လက်ရာတွေပဲဖြစ်ပါတယ် တချို့အိမ်တွေကတော့ Oxford တက္ကသိုလ်ရဲ့သုတေသနဌာနအဖြစ်အသွင်ပြောင်းခဲ့ပြီးအိမ်တစ်လုံးကတော့နိုင်ငံရခြားပညာရှင်တွေရဲ့မိသားစုတွေအတွက်တောက်ရှားမှုတွေဆောင်ရွက်နိုင်တဲ့အိမ်အဖြစ်အသွင်ပြောင်းထားပါတယ်။ဘယ်အိမ်ကမှလူတဦးတယောက်မိသားစုတစုကပိုင်နေရလို့မရှိပါဘူး။လူတယောက်မိသားစုတစုအနေနဲ့ပိုင်နေတာကတော့အထက်တထက်သူမဟုတ်တိုက်ခန်းတလွှာပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်အဝင်ဝမှာလူခေါ်ခေါင်းလောင်းခလုတ်တွေအများကြီးရှိနေတတ်ပါရဲ့။ ဒီအင်းလေးဟာအရင်ကဆောက်ခဲ့တာမို့မိသားစုတစုတည်းနေဖို့ရည်ရွယ်ခဲ့တာအတန်ကိုထိန်းချုပ်ထားဖို့စနစ်လည်းမရှိပါဘူး။အိမ်တိုင်းလူလုံးမှာအနှွေးတက်ပေးဖို့မိခိုးခေါင်းနိုင်ကလည်းရှိနေလေတော့အခုအချိန်မှာအတော့မပြူကြတော့ပေမဲ့မိခိုးခေါင်းနိုင်ဟောင်းလောင်းပေါက်ကအလှော်တိုင်းကအခန်းတိုင်းရဲ့အတန်ကိုဖြန့်ပြူးပေးနေတယ်လို့ပါပဲ။လူတွေပြောကြတဲ့အင်္ဂလိပ်သီးခံမှုဆိုတာဒီလိုအတန်တွေပြန့်နေတာကိုသီးခံတယ်လို့ဆိုလိုပါတယ်။ဒီအကြောင်းတွေကိုမသိတဲ့စစ်အစိုးရကတော့ စုခင်မော်မိုက်ကယ်ကတတိမိုအင်းကြီးရဲ့ခိုင်းတလုံးကိုဝယ်တယ်လို့ဆွဆွဲခဲ့မှုပါတယ်။တကယ်တော့အိမ်ပြောင်းလိုက်တာဟာမိုက်ကယ်အတွက်အပြောင်းအလဲကြီးတစ်ခုပါပဲ။သူ့အခန်းကခက်မောင်မောင်ဖြစ်ပေမဲ့စာကြည့်စပွဲကိုတော့နေထိုးလို့ရှိပါတယ်။အဲ့ဒီအခန်းကိုပြင်ဆင်လိုက်တဲ့အခါမှာတော့နေခြင်းစပွဲအတော့ကိုကောင်းသွားတယ်ရဲ့။သစာကြီးကန်းကနေကြည့်မယ်ဆိုရင်တော့ Waltham ဂုံးမြင့်ကလေးကိုလှမ်းမြင်နေရတတ်ပါတယ်။အိတ်ခန်းက Norham ဥယျာဉ်လမ်းကိုမျက်နှာပြုထားပါတယ်။ မိမောင်ကအတော်ကြီးကျဲပြီးအဲကန်ရေချိုးကန်အင်သာစသဖြင့်စုံလင်လာပါတယ်။အလက်ဇန်းဒါရဲ့အခန်းကလမ်းမဘက်မျက်နှာမမူပဲအတွင်းဘက်ကျပါတယ်။ကင်ကတော့ထုံးစံအတိုင်းခေါင်းမိုးထမ်းမှာပါပဲ။ခေါင်းမိုးထမ်းမှာစုရဲ့အချုပ်ဆက်လေးရဲ့စာအုပ်နဲ့အဝတ်အစားတွေထည့်ထားတဲ့စက္ကူပုံးတွေလည်းရှိနေပါတယ်။မိုက်ကယ်ကအခန်းကိုပြင်ဆင်တာအမြင်ရှိတော့အခန်းလေးကတကယ်ကိုနေခြင်းစပွဲပါ။သူကစာကြည့်ကမ်းမှာတင်မုံတစ်ခုကိုလည်းဆင်ထားပါတယ်။ အလက်ဇန်ဒားအတွက်စာကြည့်စပွဲတစ်လုံးလည်းပြင်ဆင်ပေးထားပါတယ်။ဓမင်းစာကမ်းမှာစုနဲ့သူတို့မိသားစုရဲ့တပောင်းတွေကိုချိတ်ဆွဲပြသပြင်ဆင်ထားတာကလည်းတကယ့်ကိုအဆင်ပြေလှပါတယ်။ကျမကမိုက်ခဲကိုရှင်ကတကယ့်ကိုအဆစာရရကိုအကောင်းဆုံးနဲ့တတ်တတ်ရရပြင်ဆင်တော့တာပဲကိုလို့ပြောတော့စောင်းစင်ရှိမှလဲလျောင်းနေတဲ့ကင်ကစိတ်မသက်မသာပုံစံနဲ့ကျွန်တော်အတွက်တော့မလွယ်ဘူးဗျာလို့ဆိုပါတယ်။သူကြည်ရတာတတ်တတ်ရရနဲ့စနစ်တကျနေရတာကိုသဘောတူရုံမရပါဘူး။ အဲ့ဒီအိမ်မှာတော့တရုတ်အမျိုးသမီးတယောက်ကတန်ရှင်းရင်းနဲ့ရှော်ရီးဖွေရီးကိုတပတ်မှာတစ်ခါတစ်ခါတော့လာလုပ်ပေးပါတယ်။အဲ့ဒီအမျိုးသမီးကမိုက်ကအတွက်တရုတ်စာလဲချက်ပေးရပါတယ်။အဲ့ဒီနောက်မှာတော့မိုက်ကယ်ဟာပုံဝပုံစံအသစ်နဲ့အသားကြောင်စူးစမ်းနေထိုင်ပြီးခဲ့ပါတော့တယ်။သူ့ရဲ့ပုံတူပကြီးကားချက်ကြီးသူ့ရဲ့52နှစ်မြောက်မွေးနေ့အချိန်အမှတ်ဖြင့်တရုတ်အမေရိကန်ပကြီးဆရာမစ္စတာချန်ယန်နင်းက သူ့ရဲ့အရွယ်စားအတိုင်းကြီးမားတဲ့ပုံတူပကြီကားကြီးကိုလက်ဆောင်ပေးခဲ့ပါတယ်။ပကြီကားထဲမှာစုကနောက်ခံအမှောင်ရှိကျမ်းမြင်ပေါ်မှာထမိန်အနီရောင်နဲ့ထိုင်နေလေ။တကယ်တော့မစ္စတာချန်းကစုကိုလူချင်းမမြင်ဘူးပေါ့။ဒါပေမဲ့သူကစုကိုလေးစားလို့ဒီလိုအသက်ဝင်တဲ့ပကြီကို ရေးဆွဲနိုင်တာဖြစ်ပါတယ်။မိုက်ကယ်ရောစုရဲ့တငယ်ချင်းတွေကပါဒီပကြီကားရဲ့အသက်ဝယ်မှုကိုသဘောကျခဲ့ပါတယ်။ဒီပကြီကားကိုပေးရမယ့်အခမ်းအနားကိုတော့ Guildford မြို့ပြင်ကအင်တအိမ်မှာကျင်းပခဲ့ပါတယ်။အဲ့ဒီအင်ရှင်က Dutch ရေနံကမ္ပဏီဖြစ်တဲ့ Shell ရဲ့ဥက္ကဋ္ဌနေအိမ်မှာဒီအိမ်မှာအင်ရှင်ကအမြင်နေတာမဟုတ်ပေမဲ့လူ90လောက်ကိုအိမ်ဆောင်အဖြစ်ထားထားတဲ့အိမ်ကြီးပေါ့။ပိုင်ရှင်ရဲ့ဇနီးဖြစ်သူကသာဥယျံချံပြုပြင်တာကိုဝါသနာပါတော့လေရှိဖနက်စီမဖလာပတ်ခါအဲ့ဒီအိမ်မှာနေပြခိုင်ခြံထဲမှာပန်းမင်တွေကိုစိုက်နေပြိုးနေတတ်တယ်ရေသူကတိတ်ပွတ်မလင်းလင်းရင်းနှီးနှီးပုံစံမျိုးဖြစ်လေတော့မိုက်ကယ်ကစိတ်သက်သာရရပါတယ် ပိုင်ရှင်ကတော့ဒီအိမ်မှာအပန်းဖြေနားလေးရှိပါတယ်။ကျမတို့ကအဲ့ဒီအိမ်ကိုမိုက်ခဲကားနဲ့ပဲသွားခဲ့ကြပါတယ်။တလန်လုံးလဲစကားတွေဖောင်ဖွဲခဲ့ကြတာပေါ့။အခုအချိန်မှာတော့မိုက်ခဲကစိတ်အေးစမ်းလာပုံပါပဲ။လမ်းမှာစာရေးဆရာကြီး Thomas Hardy ရဲ့နေအိမ်ကိုဖျက်ခဲ့တဲ့အတွက်သူ့ဝတ္ထု test အကြောင်းလဲပြောပြခဲ့ကြပါတယ်။ဒီလိုအင်္ဂလိပ်စာပေအကြောင်းကိုမိုက်ကယ်နဲ့စကားပြောဆွေးနွေးဖြစ်တာအဲ့ဒီအချိန်ဟာပထမဆုံးနဲ့နောက်ဆုံးအချိန်ပါပဲ။ ဲ့ဒီပွဲကိုလူတယောက်ပေါင်60နှုန်းနဲ့လက်မှတ်ရောင်းခဲ့ပြီးမယ်လူတွေအများကြီးတက်ရောက်ခဲ့ကြပါတယ်။ပွဲဟာအိမ်ဝင်းတွေကဥယျာဉ်ထဲမှာတင်အကြီးကြီးထိုးပြီးလှုပ်တာပါ။ပကြီကားဘော်ကပိတ်ဖြူစာကိုလှစ်လိုက်တဲ့အခါမှာတော့လက်ခုပ်တန်တွေပျော်ရွှင်ကြည်နူးအံ့ဩတန်တွေစုညံနေခဲ့ပါတယ်။ပွဲကျင်လာတဲ့မြမအမျိုးသမီးများစုကမြမရိုးရာဝတ်စုံကိုဝတ်ဆင်ခဲ့ကြတာမို့ပကြီတဲကဆုရဲ့ပုံတူလိုပဲလှပလုပ်နေကြပါတယ်။ ကျမတို့ကညစာကျွေးတဲ့တဲကြီးဘက်ကိုရှောက်လာခဲ့ကြပါတယ်။အိမ်ပိုင်ရှင်ကအင်ဒိုနီးရှားကစပူမှုကိုခေါ်ယူပြီးအရှိတိုင်းအစားအစာတွေကိုပြင်ဆင်ကျွေးမွေးတာပါ။ကျမကတော့အဲ့ဒီလိုပညာရှင်တွေချက်ပြုတ်တဲ့အစားအစာတွေကိုတိတ်သဘောမကျပါဘူး။ကျမအတွက်တော့စုကိုယ်တိုင်ချက်လို့ရှိတဲ့ဂျမ်ဘလာယာလို့ခေါ်တဲ့အင်ဒိုနီးရှားအစားအစာကအများကြီးပိုကောင်းလှပါတယ်။ လူပဲဖြစ်ဖြစ်မီလီယံနာတွေနဲ့တာမန်လူတွေရဲ့ဧည့်သည်ကိုအဲ့ခံမုံမတူကြောင်းတန်တော်လိလာမိခဲ့ပါတော့တယ်။မိုက်ကယ်ကကျမတို့ကိုအဲ့ခံခဲ့တဲ့အဲ့ဒီအခိုက်အတန့်ကတော့ပျော်ရွှင်စရာအခိုက်အတန့်ပါပဲ။ညစာစားပွဲပြီးတော့ကျမတို့ဥယျာဉ်ထဲကိုဝင်လည်လိုက်ပါသေးတယ်။အဲ့ဒီနေရာမှာမြင်းရောနှသောတွေကိုပါစီးလို့ရတဲ့နေရာရှိနေပါတယ်။အန်ကန်ကြီးတစ်ခုလိုဖြစ်နေတဲ့သူတို့ရဲ့အိမ်ဝင်းကြီးကတိတ်ကိုကြီးပါရဲ့။ ကျမတို့ဥယျင်ထဲမှာလမ်းလျှောက်နေတော့တဲကြီးထဲမှာတော့အဂိတနဲ့အကတွေစတင်ဖြောပြနေပါပြီ။ကဲမနဲ့သူတငယ်ချင်းတွေစုပြီးတော့တီထောင်ထားတဲ့ဂျီဝိုင်းကလည်းဖြောပြပါသေးတယ်။ဒါပေမဲ့သူတို့ကြီးကြကအမြန်ကြီးတော့မဟုတ်ပါဘူး။ကဘာကျော်မှမဟုတ်ဘူးလို့တွေးမိစရာလေ။သူတို့တငယ်ချင်းအုပ်စုကမူလတန်းချောင်းနေပဲတည်ပါ။ဘသူကမှတော့သူတို့ကိုတော်ပါတော့လို့မပြောခဲ့ကြပါဘူး။မကြတဲ့ရပိုင်းကပဲမိုက်ကယ်ကတက်အန်တောပြောခဲ့တဲ့စကားတစ်ခုရှိခဲ့ပါတယ် နော်ရီကိုကင်းကတော့ North Barrage မှာရှိတဲ့အသားညက်ပေါင်းမုံဆိုင်မှာအလုပ်လုပ်မယ်ဆိုပြီးသွားလေရဲ့။နောက်နေ့မှာတော့သူ့ကိုစီကဲမရှိလို့ဆိုပြီးဆိုင်းရကန်ထုတ်လိုက်တယ်လေ။ကင်းကတော့ကျမတို့ကသူနဲ့သူ့ကောင်မလေးကိုတတိထားမိသွားကြောင်းမသိကြအောင်ဆောင်နေပုံပါပဲ။သူကနေဖင်ထိုးမှာစပြီးစာမကျက်အလုံးမလုံးနဲ့လဲရပြန်စားရေးပဲလုပ်နေပြီးမဲ့ကောင်မလေးတွေကသူ့ကိုသဘောကျကြတယ်လေ။ဂျယ်ရီမိုက်ကယ်ကလည်းသူ့ကိုမဆူပါဘူး။ဒါပေမဲ့သူ့စိတ်ထဲမှာတော့ Angel Osset နဲ့ အန်တီနိုရီကိုဟာသူ့ကိုတိတ်မွှဲမပြနဲ့ကြည်ကြည်နေတယ်လို့တတိထားမိပုံမှာဒီနေ့ရောက်ကသူ့မိပါရင်းနဲ့သွေးမတော်သားမဆက်ပေးမယ်သူ့ကိုသူတောင်းလူမန်းမသိတဲ့ဒိတ်ကင်ကလေးကသူ့ကိုရောမိသားစုကိုပါတိနေခဲ့ပြန်တာပါတကယ်တော့စီးနဲ့ကန်းနဲ့တင်းကျပ်မဲ့မိခင်ရဲ့လူမရှိခဲ့တဲ့အတွက်ဂိမ်းအတွက်ကနှက်ပြီးမှလို့လို့ဖြစ်ခဲ့ပေမယ်တကယ်အနေထားမှာတော့ငရဲလို့ပဲဆိုရမှာပါ အဲ့ဒီညကအဲ့ခဲမွေးမှာတော့မိုက်ကယ်ကလူရီအားလုံးရဲ့လိုက်လိုက်လေးလေးအားပေးမှုကိုရခဲ့တာအမှန်ပါ။နေစတူဝါဘဝကနေထွက်ပြေးခွင့်ရတယ်လို့လည်းဖြစ်နေတာမို့မိုက်ကယ်ကပကြီးကားပေးအပ်ပွဲကြီးမှာတဲခင်းအဲ့ခဲနဲ့မြန်မာမင်းကလေးတွေရဲ့ဖြောပြေးပွဲကိုသိတဲ့ဘောကြခဲ့ပါဗါ။မြန်မာမင်းကလေးတွေကမြမအကနဲ့လက်စပြောပြီးရောမိုက်ကယ်ဟာကျမတို့ရှေ့ကမြက်ခင်အလဲမှာထိုင်ချလိုက်ပြီးတော့ကိုကြည်နေတော့တာပါပဲ။ မိန်းကလေးတွေကကတဲ့အခါခန္ဓာကိုယ်ကိုရင်းရင်သူကပါလက်တွေပါတွေကိုးဆံပြီးလိုက်ရင်းနေတာကြောင့်ကျမတို့အတွက်တော့အဲ့ဒီညာကပြဿနာပါတက်ပုံလေးရိုက်ရတာအဆင်မပြေပေါ့ရိုက်လိုက်တိုင်းမိုက်ကနောက်ကခေါင်းပြောင်ပြောင်ကကွဲကွဲနေတာကိုကျမတို့ကမတက်ထရက်ပြီးတက်ပုံရိုက်မယ်ဆိုရင်တော့ရတာပေါ့ဒါပေမဲ့အနောက်ကထိုင်းနေတဲ့သူတွေကိုအားနာရတယ်ပဲမိုက်ကနောက်စေးပါတဲ့တက်ပုံတွေကြီးပဲကျမတို့ရိုက်ခဲကြပါတော့တယ် သူကြောင့်သာမဟုတ်ရင် ကျမတို့ဟာအမှုပညာများတက်ပုံတွေပါတောင်ရိုက်ချင်ရိုက်နိုင်ခဲ့မှာပါအကမှာပါတဲ့မြမမင်းကလေးတွေက အင်္ဂလန်မှာအခြေချနေနေသူတွေဖြစ်ပြီးသူတို့ဝတ်ထားတဲ့ပိုးချိတ်တွေကတော့မြမပီကနေကို လမ်းမှာထားတာတွေပါသူတို့ကစွနဲ့မိုက်ကအတွက်လို့ရည်ရွယ်ပြီးသူတို့စုထားတာလေးတွေကိုဒီပွဲအတွက်အကုန်ခံခဲ့ကြတယ်လို့ဆိုရမှာပါရှောင်းစုံယူရဝစ်စုံတွေနဲ့ခါရီရင်းတွေကသူတို့ကပုံကလှလွန်ကြသည်ရှိလို့တော့ အော်ကျွန်တော်ဒီအရှိတိုင်းသူတွေရဲ့အလောက်အတိတ်သဘောကြတယ်ဗျာလို့မိုက်ကယ်ကတခွားဝါဆိုလေရဲ့အဲ့ဒီနေ့ကစုရဲ့လူသားအရွယ်ပကြီးကားကြီးကို မိုက်ကယ်ကရသွားတော့အားလုံးလူလူကဒီပကြီးဟာဖြင့်စုတို့အိမ်ရဲ့အေကမ်းမကြီးထဲမှာချိတ်ဆွဲပြတ်သားထားမှာပဲလို့တွေးထင်ခဲ့ကြတာပါဒါပေမဲ့မိုက်ကယ်ကတော့သူ့အိမ်ခန်းထဲကို ယူချသွားခဲ့တာပါသူ့ကရင်ခေါင်းရင်းကနေရာမှာချိတ်ပြီး သူကအဲ့ဒီပကြီးကားအောက်တည်ထဲမှာအိတ်တာကို ဒီတော့ဒီပကြီကားကြီးဟာအဲ့ခံမွေးနေမှာပဲလူများအတွက်ကြည်ဝင်ရခဲ့ပြီမယ်။နောက်နေ့ကစပြီးမိုက်ခဲရဲ့တူးသေးပိုင်းဖြစ်သွားတော့တာပါ။အဲ့ဒီနောက်ပိုင်းသူမကွဲလွန်ခြင်းအချိန်အထိနှစ်နှစ်နီးပါးကာလမှာမိုက်ခဲဟာစုပုံတူရင်မျက်မှောက်အောင်မှာအိတ်သွားခဲ့တော့တာပါပဲ။ဒီနေရာလေးဟာတကယ်တော့စုနဲ့မိုက်ခဲတို့နှစ်ယောက်ကြားကရှုဝဲနေရလေးအဖြစ်မိုက်ခဲမကွဲလွန်မခြင်းတည်ရှိသွားခဲ့တယ်လို့တောင်ဆိုရမှာပါ။ဟုတ်ကဲ့ပါရှင်။အခုနားဆင်ခဲ့ကြရတာကတော့ ။ဘူရင်ဆိုင်ဆရာမနိုရီကိုအိုတူရဲ့ Letter for Aung San Suu Kyi ကိုဆရာမမတိရာစံကြောင်းမြန်မာဘာသာပြန်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်အတွက်စာတစ်စောင်ဆိုတဲ့စာအုပ်ပဲဖြစ်ပါရဲ့ရှင်။နားဆင်ကြတဲ့များရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ NJ ပါ။